ခမည်းထိုင်နေတာဘာလုပ်နေတာလဲခမည်းရဲ့ခေါင်းထဲမှာဘလို့စကားပြောတဲ့တွေကိုကြားနေရလဲငါပင်ပန်းနေပြီတဲ့လားငါမှအချိန်မရှိဘူးတဲ့လားဒါကအရန်ခက်ခဲတယ်တဲ့လားအဲ့ဒါတွေအားလုံးကိုရက်တန့်လိုက်ပါခမည်းရဲ့စိတ်တက်ဟာခမည်းရဲ့အကြီးမားဆုံးတိုက်ပွဲဝင်ခွင့်ပဲခမည်းရဲ့စိတ်တက်ကသာခမည်းကိုအနိုင်ယူသူဖြစ်စေပါတယ်အားနေတဲ့စိတ်တက်နဲ့ဆိုဘလောက်ပဲကောင်းတဲ့အစီအစဉ်တွေရှိပါစေခမည်းရှုံးနေမှာပဲဒီနေ့ကျွန်တော်တို့ ခမည်းရဲ့အားနည်းတဲ့အပိုင်းတွေလုံးဝဖယ်ရှားပြစ်မယ်။အနိုင်ယူသူစိတ်တက်ရဲ့အခြေခံအမိန့်၃ခုကိုတင်ယူကြမယ်။စီးကန်းကသာအောင်မြင်မှုကိုဖန်တီးပေးတယ်။ပထမအမိန့်ခန်းစားချက်တွေကိုလုံးဝဖယ်ရှားလိုက်ပါ။အရှုံးသမားကခန်းစားချက်နောက်လိုက်တယ်။ငါမလုတ်ချင်ဘူးလို့ခန်းစားရရင်မလုတ်ဘူး။ဒါဟာပြင်းကြီးမှုပဲ။ခမည်းရဲ့စိတ်ခန်းစားချက်ကခမည်းကိုထိမ့်ချုပ်ခွင့်ပေးလိုက်တာနဲ့ခမည်းအားနည်းသွားပြီ။အနိုင်ယူသူကဘာလုပ်လဲ။သူတို့က လှုပ်ဆောင်ချက်ကိုသာစီးမြင်အဖြစ်ထားတယ်။ခန်းစားချက်ဘလို့ပဲဖြစ်နေပါစေလှုပ်เสียရရှိတာကိုသာဆက်လှုပ်တယ်။ခမရဲ့စိတ်ကခဏနားပါအောင်လို့ပြောလာတဲ့အခါချက်ချင်းပြန်ပြောလိုက်ပါ။မလှုပ်ဘူးငါ့မှာအမိန်ရှိတယ်။လို့ပြောလိုက်ပါ။အမိန်နိုင်ကိုလိုက်နာခြင်းဟာအနိုင်ယူသူစိတ်တက်ရဲ့အခြေခံပဲ။ခန်းစားချက်တွေကိုဖယ်ထုတ်လိုက်ပါ။လှုပ်ဆောင်ချက်တွေကိုသာအားပေးပါ။ဒုတိယမိန့်ကိုကိုကိုလုံးဝမလိမ်ညာပါနဲ့။ အားနေတဲ့စိတ်တက်ကလိန်တယ်ငါတကယ်အလုတ်များနေတယ်လို့ပြောတယ်ဒါပေမဲ့အရင်မပါတဲ့အလုတ်တွေကိုပဲလုံနေမိတယ်ငါစူးစမ်းပြီးပြီလို့ပြောတယ်ဒါပေမဲ့တဏှာကြီးလောက်ပဲလုတ်ပြီးရက်တန့်လိုက်တယ်အနိုင်ယူသူကဘသူမှမကြည့်နေတဲ့အခါမှာတော့အမှန်တရားကိုယဉ်ဆိုင်တယ်ဒါဟာစီကံပဲခမရကိုယ့်ရဲ့ရလက်ကိုသာယဉ်ဆိုင်ရမယ်ခမရအချိန်ဖြုံးနေတာကိုရက်တန့်ပြီးအခုချက်ချင်းစားလုပ်ဖို့အတွက်ခမရရဲ့စိတ်တက်ဟာပြတ်သားရမယ် ခမရအချိန်ဖြုံးခဲ့တဲ့အလုပ်တစ်ခုကိုစဉ်းစားပါ တခြားသူကို အပြစ်မတင်ပဲကိုကိုကိုသာတာဝန်ယူပါငါအားနည်းခဲ့တယ်လို့ရရရင်ရင်ပြောပါအဲ့ဒီအခါအမှန်တကယ်စည်းကမ်းကို ပြန်လဲတိဆောက်နိုင်လိမ့်မယ်တတရားအမိစိန်ခေါ်မှုကိုသာမြင်ပါအားနည်းတဲ့စိတ်ဓာတ်ကပြဿနာကိုမြင်တယ်ဘဝခက်ခဲရင်သူတို့ကချက်ချင်းလက်နဲ့ချခြင်းတယ်သူတို့ဟာအစိတ်အတောက်တွေကိုဖျက်တော့ဖို့မလုပ်နိုင်ဘူးသူတို့ရဲ့စိတ်ဓာတ်ကလွယ်ကူတဲ့လမ်းကြောင်းကိုသာ ရွေးချယ်ခြင်းနဲ့အနိုင်ယူသူကပြဿနာကိုမမြင်ဘူးသူတို့ကစိန်ခေါ်မှုလို့သာမြင်တယ်စိန်ခေါ်မှုဆိုတာကိုကိုကိုမြင့်တင်ဖို့အခွင့်အရေးပဲရုံနိုင်ခြင်းကတင့်ရဲ့ဆရာအစ်စ်ဆိုတာသူတို့သိတယ်ဒါကြောင့်လဲကြတဲ့အခါအပြစ်တင်မနေပါနဲ့တင်ငန်းစာကိုသာယူပါခမရဲ့အကြီးမားဆုံးအခက်ခဲကိုရေးပါအဲ့ဒါကိုပြဿနာလို့မခေါ်ပါနဲ့ငါရဲ့နောက်ထပ်စိန်ခေါ်မှုလို့သာခေါ်ပါအဲ့ဒီစိန်ခေါ်မှုကိုဖျက်ချော်ဖို့ အခုချက်ချင်းဘာလုပ်ရမလဲဆိုတာကိုပဲတွေးပါအစီအစဉ်တွေကိုတိတ်ဆိတ်စွာလှုပ်ဆောင်ပါခမရရဲ့စိတ်တက်ကိုခမရကိုတိုင်းနေ့စဉ်စစ်ဆေးရမယ်ဒါဟာခမရရဲ့အကြီးမားဆုံးတာဝန်ပဲအားနေတဲ့စိတ်တက်ကခမရကိုထိုင်ခိုင်းထားမယ်ကြောက်ခိုင်းထားမယ်မလိန်ညာခိုင်းဘူးအနံ့ယူသူစိတ်တက်ကခမရကိုအမိန်ပေးမယ်ထားလုတ်ခိုင်းမယ်နာကျင်မှုတွေကိုလက်ခံခိုင်းမယ်ရွေးချယ်မှုကခမရလက်ထဲမှာပဲခမရစိတ်တက်က အမိန်ပေးတာကိုနားခံမလားဒါမှမဟုတ်အားနေချက်နောက်လိုက်မလားအားနေမှုကိုဖယ်ထုတ်ဖြစ်ပါအခုပဲထပြီးတိုက်ပွဲကိုအနိုင်ယူလိုက်ပါခမရရဲ့အနိုင်ယူသူစိတ်တက်ကိုတက်သေးပြဖို့အတွက်အခုချက်ချင်းခမရရဲ့ဘဝကနေဘယ်အားနေချက်ဘယ်အကြောင်းပြချက်ဘယ်အကျင့်ဆိုးတွေကိုဖျက်ထုတ်ပြစ်မလဲကွန်မန့်မှာအကျင့်ဆိုးတွေကိုဖျက်ထုတ်ပြစ်မယ်လို့ရေးခဲ့ပေးပါတင့်ရဲ့စိတ်တက်ကိုပုံမှန်ခိုင်မာလာစေဖို့ channel လေးကိုလည်း subscribe လုပ်ထားပေးပါ။ဇုံထီကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။